။ဟာကဲညီမပထမဆုံးရိုက်မှာတော့ဒီရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်ရှင်။ညီမပြန်နေရိုက်ကူမှာရုပ်ရှင်ကားကြီးနဲ့ပြန်နေရိုက်ကူမှာဖြစ်ပါတယ်။အဲကိုလာပိုင်းလမ်းဆိုင်မှာပေါ့နော်။ရိုက်ပြီးတော့အစတင်ပြီးတော့ရိုက်ကူမှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီ film production ကတော့အသစ်ပါရှင်။ရှာစဝင်ရိုက်ခဲ့သည်ဆိုရဲဇာတ်လမ်းပဲဖြစ်ပါတယ်ရှင်။အဲ့မှာတော့ကိုက fashion designer ပေါ့ခင်းနန်းဆန်အနေနဲ့ပါဝင်မှာဖြစ်ပါတယ်။ဇညွန့်နဲ့ director ကတော့ရွှေရင်ထစ်တယ်ပါရှင်။ပါဝင်တဲ့သူဆောင်တော့စီရက်ထက်ရဲအောင်မက်ကင်ဆာကြီးကျော် နောက်ပြီးတော့အေခွန်ပန်ပေါ့ သူတွေပါဝင်ပါတယ်ခုနှစ်နှစ်ရှစ်နှစ်လောက်ကိုကအမှုပညာလုပ်ငန်းကိုမလုပ်တော့ဘဲနဲ့ဒါပထမဆုံးစိုက်ရိုက်တဲ့ကားဆိုအရင်အရေးကြီးပါတယ်အဲ့မှလည်းထူးခြားတာ တွေ့နိုင်မယ်ဘာလို့လဲဆိုတော့အဝတ်အစား fashion design တွေအစားအသစ်စမ်းတွေအကုန်လုံးတွေ့ရမှာဖြစ်ပါတယ်တိကတော့ကိုကသရုပ်ဆောင်နေရလို့ရှင်ပြောနေရပဲပေါ့နော်အဲ့တော့အထူးတန်နေတော့မဟုတ်ဘူးဒါပေမဲ့ခုနလိုကိုအကောင်းဆုံးပို့ပြီးတော့စူးစမ်းပြီးသရုပ်ဆောင်မယ်လို့ဆုံးဖြတ်ထားပါတယ်အဲနောက်ထပ်လဲဇက်ကောင်ပေါ်တေချာရွေးပြီးတော့ရွေးချယ်ပြီးတော့ရိုက်ကူးသွားမှာဖြစ်ပါတယ်။အမေလေးရောအမှုပညာလုပ်ငန်းတွေကိုပေါ်လုပ်တည်ဖြစ်စေမလုပ်တည်ဖြစ်စေအားပေးတဲ့ပရိသတ်တွေရှိရဲ့။အဲ့ဒါတွေကိုမီလီယာကတိပေးထားရလဲရှိရဲ့။ရုပ်ရှင်ကာကြီးအနေနဲ့ပေါ့နော်။မီလီပြန်ရိုက်မယ်ဆိုပြီးပရိ ိသက်တွေကိုဂရိပေးထားတယ်။အဲ့ရဲ့ဂရိစကားအတိုင်းပေါ့ကိုယ့်ရဲ့ပြိသက်ကြီးကိုကျေးဇူးဆက်တဲ့အနေနဲ့ရောပြန်ပြီးတော့သေယုတ်ဆောင်ဖြစ်တာပါ။